တော့နှုတ်ကပတ်တော်ဆင်ကျင်ပြီးတလို့မလေးရှားရဲ့အကြောင်းကိုလည်းဆင်ကျင်တယ်နှလုံးသွင်းတယ်ကျွန်တော်တို့အခုမလေးရှားမှာဘာဖြစ်နေလဲဆိုတော့ ASEAN Seaway ရှိတယ်။နိုင်ငံအသီးသီးမှာရှိတယ်။ဘီရင်မြင့်မြတ်တယ်။ဘာလို့မလဲ။ဒီနိုင်ငံမှာလာပြီးတော့ A Seaway လောက်ကြတယ်။ထို့နည်းတူပဲကျွန်တော်တို့ American Tamara Donald Trump ကိုတိုင်လေမလေးရှားကိုကျွန်တော်တို့ရောက်ပြီးတော့ Seaway လောက်မယ်လို့ပြောတဲ့အခါမှာ ဲ့တော့နိုင်ငံတီးတီးကဘယင်နေလာတဲ့အခါမှာမလုပ်ကြလဲဆိုတော့လန်ခီးတွေပြုတ်ပြင်ကြတယ်ပြင်ဆင်ကြတယ်ပြီးတော့ဒီမလေးအစိုးရမလေးဘယင်ကချက်မှတ်ထားတဲ့အမိန့်ကို သူ့ရဲ့ပြည်သူပြည်သားတွေကလိုက်နာပြီးတော့ရှောက်လန်းရတဲ့အရာလေးကိုအတက်တာထဲမှာစင်ကျင်မိတယ်ဒီနေ့နေရာလေးနဲ့သူကလိလာတော့ဖို့ရတဲ့ဖြစ်ပါမယ်ကျွန်တော်ဒီအကြောင်းအရာလေးတွေကိုစဉ်းစားပြီးတော့ဒါဆိုကျွန်တော်တို့ကိုးကွယ်တဲ့ အရှင်ကျွန်တော်ကယ်တင်ရှင်ယေရှုလို့ကျွန်တော်တွေကကြွေးကြော်နေပြီမယ်ကျွန်တော်ကိုးကွယ်နေတဲ့အရှင်ကသာဝရဘုရင်လည်းဖြစ်တယ်ဆိုတာကိုဒီမှာရှိတယ်ညီကိုမောင်နှမတွေကိုသိစေခြင်းအဲ့တော့ကျွန်တော်ကယ်တင်ခြင်းကိုလက်ခံပြီးတော့ဘုရင်အရာကိုကျွန်တော်တို့ရဲ့အတ္တတဲမှာလက်ခံဖို့ရန်အတွက်လည်းလိုအပ်တယ်ဘရင်အရာကိုကျွန်တော်တို့လက်ခံထားမှတာရင်ဘရင်ရဲ့အမိန့်ကိုနာခံပြီးတော့ဘရင်ရဲ့ agency တော်ထဲမှာကျွန်တော်တို့သွားလာမယ် ဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ဒုက္ခဘတော်ကောင်းစင်ပြထားပါတယ်။ကေတင်တော်အရှင်သာဝရဘယင်ဆိုပြီးတော့ကျွန်တော်ဒုက္ခဘတော်ကောင်းစင်ပြထားတာဖြစ်တယ်။ကျွန်တော်တို့တခင်ယေရှုဟာကျွန်တော်တို့အတွက်ဟာဘာလုပ်ပေးတယ်လဲဆိုရင်နံပါတ်1အနေနဲ့ကျွန်တော်ဂျမတို့အတွက်ကေတင်ပြတဲ့ကေတင်ရှင်အဖြစ်ကိုကျွန်တော်တို့ခရိယမာလို့ပြောတဲ့ယုံကြည်သူတိုင်းကတော့လက်ခံကြတယ်။အဲ့ဒါလေးကိုကျွန်တော်တို့ဖတ်ကြည့်အောင်ရှင်မတဲအခန်းကြီး1အပိုင်းငယ်20နဲ့1မှာ ရှင်မတေခန်းကြီးတဲ့အပိုင်ငယ်27မှာဆိုရင်မလုပ်တယ်လဲဆိုတော့တားယောက်ျားကိုဖွားမြင်လိမ့်မည်ထိုသားသည်မိမိလူတို့ကိုအပြစ်မှကယ်ချွတ်မိသူဖြစ်သောကြောင့်ယေရှုဟူသောအမည်ဖြင့်အမှတ်ရမည်ဟုကောင်းကင်တမန်ဆိုလေ၏ပြီးတော့တတိခန်းကြီးနှစ်အပိုင်ငယ်9နဲ့6မှာဆိုရင်လည်းမတွေ့ရလဲဆိုတော့ဘုရားသခင်တဆူသည့်ရှိတော်မူ၏ဘုရားသခင်၏လူတို့ဆက်ကြား၌လူဖြစ်သောယေရှုခရစ်သည်ဟူသောအာမခံတော်သည်ရှိ၏ ထိုအာမခန္ဒီလူအပေါင်းတို့ကိုရွေးအံ့တော်ကကိုကိုကိုစွန့်တော်မူပြီးကာလအချိန်တမှာတက်တေခံကြည့်ရှိ၏အဲ့တော့ကျွန်တော်ယုံကြည်သူတွေရဲ့အတ္တတဲမှာနံပါတ်1အနေနဲ့ကျွန်တော်တို့ဘာကိုခံယူကြသလဲဆိုရင်အော်သခင်ယေရှုဟာကျွန်တော်ဂျမတို့ရဲ့အပြစ်တွေအလုံးကိုဘာလို့လဲပေးဆက်ပေးသွားတယ်ကျွန်တော်တို့ရဲ့အပြစ်တွေကိုအဖို့ခပေးပြီးတော့ရွေးနှုတ်ပေးတယ် ကေတင်ရှင်အဖြစ်တော့ကျွန်တော်တို့ဒီမှာရှိတဲ့ညီအစ်ကိုမတော်မအလုံးကျွန်တော်မအစာယုံကြည်ကြတယ်လက်ခံကြတယ်စိတ်နှလုံးအကျွင့်မဲ့တရားမှာတရားရခိုင်တော့ကျွန်တော်တို့ကေတင်ရှင်ဖြစ်ကျွန်တော်တို့ကယုံကြည်ကြတယ်အဲ့တော့ကေတင်ရှင်ဖြစ်ယုံကြည်လိုက်တဲ့အခါမှာကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကေတင်ချင်းအမှုကိုတခင်ကပြုပေးယုံတာမကဘဲနဲ့အပြစ်ငရဲကနေပြီးကျွန်တော်တို့လွတ်မြောက်ခွင့်ရတယ်ဒီအရာကကယ်တင်ရှင်ဖြစ်တဲ့သခင်ယေရှုရဲ့လှုပ်ပေးတဲ့အရာ ပြီးတော့နောက်တစ်ခုအနေနဲ့ကျွန်တော်တို့တွေကဘာဝင်ခံတတ်ကြတယ်လဲဆိုတော့အခုနကအပါဒီမှာရှိတဲ့ညီကိုမတော်မတဦးတယောက်နေမကောင်းဘူးစူတောင်းပေးလိုက်တဲ့အခါမှာနေကောင်းကျမ်းမာခြင်းအခွင့်ရတယ်အဲတော့ခရစ်တော်ရဲ့စီမာအနာငိမ့်ချင်းရှိတယ်ခရစ်တော်ရဲ့အထံမှာကျမ်းမာခြင်းအခွင့်ရှိတယ်ဆိုတော့ကယ်တင်ခြင်းမျိုးကိုလည်းကျွန်တော်တို့ဒီမှာရှိတဲ့ညီကိုမောင်တမတွေက အကျွင်းအမဲ့အနေနဲ့ကျွန်တော်တို့ယုံကြည်ကြတယ်အဲ့တော့အဲ့ဒါလေးကပေနေရလေးကိုကြည့်ရှင်တယ်လဲဆိုရင်ကျွန်တော်တို့ထေရှားရဲ့အခန်းကြီး53အပိုက်ငယ်9မှာထေရှားရဲ့အခန်းကြီး53အပိုက်ငယ်9မှာဆိုရင်ဗာတိတယ်လဲဆိုတော့ထို့သူဒီငါတို့လွန်ကျူးခြင်းအပြစ်များကြောင့်နာကျင်စွာထိုးနှက်ခြင်းနှိပ်စက်ခြင်းကိုခံရလေ၏ငါတို့ဤငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေတော့ဆုံးမခြင်းတွင်သူ့အပေါ်သို့ရောက်၍သူခံရသောဒဏ်ချက်တော်အပြင်ငါတို့ဒီအနာပြောက်လျက်ရှိ၏ အဲ့တော့အခုနကကျွန်တော်ဘာကိုစွတ်တောင်းခံချက်တင်လဲဆိုတော့ကျွန်တော်တခင်ယေရှုစီမှာအနာယောဂငြိမ်းချင်းနဲ့တကူလုံးချမ်းမာခြင်းအခွင့်ကတခင်စီမှာရှိတယ်ဆိုတာကိုကျွန်တော်ယုံကြည်သူညီကောင်မတော်တွေကဗာလဲကောင်းကောင်းတည်ထားတယ်အဲ့လိုတည်ထားတဲ့ခါမှာအော်ကျွန်တော်တို့အမှုတော်ဆောင်နေတဲ့အမှုတော်ဆောင်ဆရာတွေကျွန်တော်ယုံကြည်သူညီကောင်မတော်အချင်းချင်းတခင်ရဲ့အထံတော်မှာ စုတောင်းပြီးရင်ကျွန်တော်တို့အနာယောဂါတွေကနေပြီးတော့လွတ်မြောက်နိုင်ရတဲ့အခွင့်ကိုတခင်ကပြင်ဆင်ပေးမယ်ဆိုတဲ့ယုံကြည်ခြင်းကိုလည်းကျွန်တော်တို့ရဲ့အတ္တတာထဲမှာရှိတယ်။အော်ကျွန်တော်ရဲ့အနာယောဂါတွေပျောက်ကင်းဖို့ရန်အတွက်ကယ်တင်ရှင်ဟာတခင်ယေရှုတပါးတည်းရှိတယ်ဆိုတာကိုသိတယ်။ထို့သိတဲ့အရာကိုလည်းကျွန်တော်တို့ကအတ္တတာထဲမှာယူဆောင်ထားတယ်။အဲ့လိုယူဆောင်ထားတဲ့အခါမှာဆရာဆရာမတွေကစုတောင်းပေးတယ်။ဂျေဆုတော်ကြောင့် ကျွန်တော်တို့ကအနာယောဂပျောက်ကင်းနေရတဲ့အခွင့်ကိုရတယ်။အဲတော့တခင်ရအကေတင်ချင်းအမှုမှာကေတင်ရှင်အဖြစ်နဲ့ကျွန်တော်တို့အတွက်ဘာလုပ်ပေးသေးသလဲဆိုတဲ့အခါမှာကျွန်တော်ကျမ်းပိုက်လေးတွေ့ဖတ်တဲ့အခါမှာဒီနေ့တရားဟောရာကျမ်းခန်းကြီး21အပိုင်းငယ်20နဲ့23ကိုကျွန်တော်တွေ့ရတယ်။အဲမှာဗာတိရလဲဆိုတော့တေတိုင်တော့အပြစ်ရှိတော်သူကိုတစ်တိုင်၌ဆွဲ၍တက်လင်အသေးကောင်ကိုတစ်တိုင်၌တညာလုံးမထရ ထိုနေ့ချင်းတွင်မြေ၌ဆက်ဆက်မြုပ်ရမည်တစ်တိုင်၌ဆွဲထားခြင်းကိုခံတော်သူသည်ကြိမ်ချင်းကိုခံရတော်သူဖြစ်၏တင်တို့၏ဘုရားသခင်ထာဝရဘုရားသည်တစ်အမွေခံရာဖို့ပေးတော်မူသောပြည်သည်မညဉ်းညူးစေမည်အကြောင်းထိုတို့ကျင့်ရမည်အဲ့တော့လောကထဲမှာလေကျွန်တော်တို့တွေးကြည့်မယ်ဆိုရင်တကယ်တကယ်ကြိမ်ချင်းခံတင့်တာဟာဘယ်လိုလဲလို့မေးရင်ဒီမှာရှိတဲ့ညီကောင်မောင်နှမတွေနဲ့ကျွန်တော်တို့ကိုယ်တိုင်ပဲဖြစ်တယ်အဲ့တော့ ကျွန်တော်တို့ကကြင်ချင်းနဲ့ဆက်ဆိုင်တဲ့လူဖြစ်တယ်ကျွန်တော်တို့ကကြင်ချင်းခံအပ်တဲ့လူဖြစ်တယ်အဲ့လိုလူမျိုးကိုတဲ့နှုတ်ကပတ်တော်ကဘယ်လိုစီစဉ်လဲဆိုတော့ယိုယိုတာတာတက်ဖို့တောင်မဟုတ်ဘဲနဲ့သူခြေထောက်နင်းတဲ့နေရာမှာအသက်ထွက်သွားရင်အဲ့ညီဟာအမင်္ဂလာဖြစ်မှာဆိုတဲ့အတွက်ကြောင့်မလို့တက်တိုင်မှာဆွဲပြီးတော့တက်ရမယ်အဲ့လိုတက်မှတာလေသူရဲ့ကြင်ချင်းအမှုကိုပြေမယ်လို့ပြောတဲ့အခါမှာဒီနေ့ကျွန်တော်တို့တခင်ကိုယ်တိုင်မလုပ်ပြီးလဲဆိုတော့ လဝါကားတိုင်းမှာကျွန်တော်တို့တွင်အတေခံအသက်စွန်အတွေ့အုံပြီးတော့ကျင့်ချင်းအမှုကိုခြေဖြက်ပေးခဲ့တယ်အဲ့တော့ကျွန်တော်တို့ဟာကျင့်ချင်းနဲ့ဆက်ဆိုင်နေတော့ညာလေကျွန်တော်တို့တခင်ပြုတ်ပေးတဲ့အမှုတခင်ကဲတင်ပေးတဲ့အမှုအပြင်ကျွန်တော်တို့ဟာကျင့်ချင်းကလွတ်မြောက်ပြီးတော့မင်္ဂလာရှိတဲ့သူဘုရားတခင်ရဲ့သားဆိုပြီးတော့ခေါ်ဝေါ်တမုံချင်းကိုခံရအဲ့တော့အဲ့သုံးချက်လုံးကိုကျွန်တော်တို့ဒီမှာရှိတဲ့ညီကောင်မောင်တွေအပြည့်ဝခံယူကြတယ် အပြည့်ဝလဲကျွန်တော်တို့တွေကယုံကြည်ကြတယ်။ဒါဆိုရင်ကျွန်တော်တို့ဘာလုပ်ဖို့ထက်လို့လဲလို့ကျွန်တော်စဉ်းစားတဲ့အခါမှာကျွန်တော်တို့ကိုးပွယ်နေတဲ့ဘုရားဟာကယ်တင်ရှင်ဖြစ်တယ်လို့ယုံကြည်ယုံလောက်နဲ့ကျွန်တော်တို့ရဲ့အတ္တထဲမှာမပြည့်စုံနေဘူး။ကျွန်တော်တို့ကိုးပွယ်တဲ့ဘုရားဟာဘယင်ဖြစ်တယ်ဆိုတာကိုလည်းတီထားဖို့ရန်အတွက်အင်မတန်မှအရေးကြီးတယ်ဆိုတာကိုကျွန်တော်စဉ်းစားရင်းနဲ့နှုတ်ကပတ်တော်လေးတစ်ပိုက်ဘုရားသခင်ကကျွန်တော်ကိုအပြေးပေးပါတယ်။အဲ့ဒါကတော့ဘာလဲဆိုတော့ ဒီမောနေဩဝါဒစာပထမဆောင်အခန်းကြီး6အပိုင်းငယ်15ကနေပြီးတော့16အဲ့မှာဆိုရင်ဘာပြောရလဲဆိုတော့မရဏနဲ့ကင်းလွတ်တော်သူတပါးဒီဖြစ်တော်မူထားတော့အဘေသူမြမချင်းကပ်နိုင်တော့အလင်းထဲ၌နေတော်မူတော့အဘေသူမြမမြင်ဘူးရမမြင်နိုင်ရဖြစ်တော်မူထားတော့မင်္ဂလာရှိသောတပါးဒီတော့အရှင်ဖြစ်တော်မူတော့ဘယင်တကာတို့ဤဘယင်တခင်တကာတို့ဤတခင်ဒီကာလအချိန်ရောက်တော့ခါ သခင်ယေရှုခရစ်၏ထင်ရှားပေါ်ထွန်းခြင်းကိုပြတော်မူလိမ့်မည်။ထိုဖျားသည်ထာဝရဂုံတရေအစွမ်းတက်သည့်ရှိတော်မူစေတည်း။အာမင်ဆိုပြီးတော့ကျမ်းစာထဲမှာတွေ့ရတယ်။ဗျာဒိတ်19:6မှာဆိုလဲဗာတွေ့ရလဲဆိုတော့ဘယင်တို့ဤဘယင်တခင်တို့ဤတခင်ဘွေနာမတော်ဒီဆိုပြီးတော့ဗျာဒိတ်ထဲမှာလည်းတွေ့ရတယ်။အဲ့တော့ကျွန်တော်ကတခင်ရဲ့ကယ်တင်ခြင်းအမှုကိုကျွန်တော်တို့ကယုံကြည်လက်ခံပြီးတော့ လောကထဲမှာကြိုက်တယ်လို့နေကြိုက်တယ်လို့ထိုင်ကြိုက်တယ်လို့သွာလာဖို့ရန်အတွက်ကျွန်တော်တို့စီးမဲ့ကမ်းမဲ့နေဖို့ရန်အတွက်တခင်ကခွင့်ပြုမထားဘူးဆိုတာကိုဒီမှာရှိတယ်ညီကောင်မတော်တွေကိုသိစေချင်ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားဟာသင်ကိုကယ်တင်ခြင်းအမှုပြုပြီးတာနဲ့ငါဟာမင်းတို့နဲ့အတူစိုးစံမဲ့ခါဝရဘယင်ဖြစ်တယ်ဆိုတာကိုလည်းတခင်ကမိမောင်းထိုးပြနေအဲ့တော့နိုင်ငံတစ်နိုင်ငံမှာကျွန်တော်တို့ဘယင်တစ်ပါးရဲ့ ဘုံအာနုဘောဟာပါလဲလို့မေးရင်အာနာပဲဖြစ်တယ်အဲ့တော့နိုင်ငံတနိုင်ငံမှာစီမင်းဥပဒေတွေထုတ်ထားတာဘာလို့လဲဆိုတော့ဘုရင်တွေကနေပြီးတော့ပဲစီမင်းဥပဒေကိုထုတ်ထားတယ်။အဲ့အရာကိုသူ့ရဲ့တိုင်းသူပြည်သားတွေကနေပြီးတော့နာခံခြင်းနဲ့လမ်းလျှောရ။လှုပ်ဆောင်ရမယ့်အရာကျွန်တော်တို့အတ္တတာမှာပြင်ဆင်ရမယ့်အရာဒီအရာလှုပ်ရင် ကောင်းတဲ့အရာဖြစ်တယ်ဒီအရာလုပ်ရင်မကောင်းတဲ့အရာဖြစ်တယ်ဆိုတဲ့စီမင်းဥပဒေကို နိုင်ငံတိုင်းဘယင်တိုင်းကနေပြီးတော့ချမှတ်ထားအဲ့တော့ကျွန်တော်တို့ရဲ့အတ္တဓာတ်ထဲမှာလဲတခင်ကိုကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံပြီးရင်တခင်ပြထမ်းထားတဲ့တခင်ရဲ့အလိုတော်နဲ့ညီတဲ့အရာတွေကိုလှုပ်ဆောင်ဖို့နဲ့တခင်ပြထမ်းထားတဲ့အလိုတော်နဲ့မညီတဲ့အရာတွေကိုရှောင်လွှဲပြီးတော့လမ်းလျှောက်လမ်းလျှောက်တတ်ဖို့ရန်အတွက်လဲကျွန်တော်တို့ရဲ့အတ္တဓာတ်မှာ အင်မတန်မှအရေးကြီးတယ်ဆိုတာကိုဒီမှာရှိတဲ့ညီကောင်မောင်နှမတွေကိုသိစေချင်တာဖြစ်တယ်။အဲတော့ကျွန်တော်ကကဲတင်ချက်မှုကိုကောင်းကောင်းတခင်စရာရက်စရာရှိတဲ့အရာရက်ကဲတင်ချက်မှုကိုပြည့်ပြည့်ဝဝခံယူပြီးတော့လောကထဲမှာကျွန်တော်တို့ကစိတ်တလို့နေပြီးတော့တခင်ကဒီလမ်းကိုမတွားနဲ့ဆိုလဲကျွန်တော်တို့ကမိမိစိတ်ကြိုက်သွားတယ်တခင်ကဒီအရာမလုံနဲ့ဆိုလဲကျွန်တော်တို့ကမိမိစိတ်ကြိုက်လုံနေတဲ့သူတိုင်းရဲ့အတ္တတာ တကယ်တခင်ကိုဘယင်အဖြစ်နဲ့လက်မခံသေးလို့ပဲဖြစ်တယ်ဆိုတာကိုသိစေခြင်း ਨੇ ။ဒါကြောင့်ဘယင်ရဲ့အမိန့်ဆိုရင်ဘာလို့ဖို့လွယ်တယ်လဲ။နာခံခြင်းနဲ့ရှောက်လန်းဖို့ရန်တော့လိုအပ်တာဖြစ်တယ်။အဲ့လိုဘယင်အမိန့်တော်ကိုနာခံခြင်းနဲ့ရှောက်လန်းတဲ့သူတိုင်းကိုဘယ်သူကွယ်ကာပေးနေလဲဆိုတော့ထိုဘယင်ကနေပြီးတော့ပဲွယ်ကာပေးနေတယ်ဆိုတာကိုလည်းဒီမှာရှိတဲ့ညီကောင်မတော်မတွေကိုတီထားစေခြင်း။အဲ့တော့ကျွန်တော်ညီကောင်မတော်မတွေက အီမာနွေလဖခင်ကျွန်တော်တို့နဲ့အတူရှိတော်မူတဲ့ဖခင်ကျွန်တော်ဒီလောက်နဲ့ပဲဂျင်းတဲ့တဲ့ခါမှာကျွန်တော်ဒါဝိရဲ့အကြောင်းကိုစဉ်းစားမိတယ်ဒါဝိရဲ့အကူတွေနဲ့ဒါဝိရဲ့အတ္တတာကိုကြည့်မယ်ဆိုရင်ဒါဝိကတိုးချောင်းနေတဲ့ကောင်လေးတယောက်ဖြစ်တယ်ဇေဘေမွေးနီနီလေးနဲ့အရက်ပုပ်ပုပ်လေးနဲ့ဆိုပြီးတော့ကျွန်တော်တို့လေ့လာတဲ့ခါမှာတွေ့ရဒါပေမဲ့သူ့အကူတွေကတော့ဘာတွေလဲဆိုတော့ စစ်မှုထမ်းဖို့ရန်အတွက်ပြင်ဆင်နေတယ်တကယ့်တောင်ကောင်းကောင်းဗလာတောင်းတောင်းရုပ်ရည်ချောမောတဲ့သူ့အကိုတွေဖြစ်တယ်အဲတော့နောက်ဘေးကမလုပ်ရတယ်လဲဆိုတော့လူတွေမလုပ်ချင်ဆုံးလို့တိုးကြောင်းတဲ့အလုပ်နွားကြောင်းတဲ့အလုပ်ကိုလုပ်ရတယ်တနေ့မှာဘုရားတခင်ကဘယင်အဖြစ်ရွေးကောက်ဖို့ရန်အတွက်ဒါဝိရဲ့အဖစီကိုသွားပါလို့လွတ်တဲ့အခါမှာယေဘုယျကမလုပ်လဲဆိုတော့တွားလာလှုပ်ရှားတယ်တွားလာလှုပ်ရှားတဲ့အခါမှာ ဒီမှာတွားကြည့်ရေရှဲရဲ့သားတွေအဲမှာငါဘယင်းဒီအရာကိုရွေးချယ်မယ်တွားပါလို့ပြောတဲ့ခါမှာအဲ့တော့ตาကြီးကိုမေးတယ်ဒီတူလာအဲ့တော့ဘုရားသခင်ကမဟုတ်ဘူးနောက်တစ်ယောက်ကိုမေးတယ်တူလာမဟုတ်ဘူးရှင်မြအကိုတွေကိုမေးတဲ့ခါမှာဘုရားသခင်ကမဟုတ်ဘူးဒါဆိုရင်မိရဲ့ตาမရှိတော့ဘူးလားဆိုတော့တယောက်တော့ရှိသေးတယ်သူကနွားចောင်းတိုးចောင်းနေတယ်တိုးចောင်းတာလေးဖြစ်အဲ့တော့ตาခေါ်ပါလို့ခေါ်လာခဲ့တဲ့ခါမှာ ဒါဝိကိုတွေ့တဲ့အခါမှာမလုပ်လဲဆိုတော့ထိုတူတာလင်ဣတရီရလူမျိုးကိုအုပ်ဆိုးရမယ်ဘယင်ဖြစ်ရမယ်လို့ဖိတ်သိပ်ပြီးတော့ကောင်းကြည့်ပြီးတယ်အဲတော့ကျွန်တော်ကြည့်တာဒါဝိရဲ့အကူတွေကဒီထာဝရဘုရားကိုမကူးကွယ်လို့လားမချင်းကပ်လို့လားမပူဇော်လို့လားမဟုတ်ဘူးနော်ကျွန်တော်တို့ဒါဝိရဲ့အကူတွေကထာဝရဘုရားနဲ့ယဉ်ညီကျွမ်းဝင်တဲ့ညီကိုတွေဖြစ်တော်ညလည်း သူတို့ရဲ့အသက်ရှင်မှုမှာကသာဝရဘုရားကိုကေတင်ရှင်အနေနဲ့ဒါလည်းအသက်ရှင်ဒါပေမဲ့ဒါဝိရဲ့အတက်တာကြတော့ဘုရားသခင်ကိုကေတင်ရှင်အနေနဲ့လည်းယုံကြည်လက်ခံတယ်လို့သူနဲ့သာဝရစိုးဆိုင်ရမယ်ဘယင်အဖြစ်မှာသူကယုံကြည်လက်ခံပြီးတော့နေ့ရက်စဉ်တိုင်းတိုးချောင်းနေပြီမယ်သာဝရဘုရားကိုပဲချီးမွမ်းတဲ့စာလံတခြင်းတွေကိုရေးဆက်ပြီးတော့သူ့ရဲ့အတွေ့သူ့ရဲ့အာယုံထဲမှာဘုရားသခင်ရဲ့အလိုတော်နဲ့ညီတဲ့လမ်းဟာပါလဲ ်ယန္တကိယအလိုတော်နဲ့မညီတဲ့လမ်းဟာပါလဲဆိုတာကိုနေ့ရက်စဉ်တိုင်းတွေးတော်ပြီးတော့ဘုရားတခင်ရဲ့အလိုတော်နဲ့ညီတဲ့အလမ်းကိုသူကရှောက်လမ်းတဲ့အခါမှာအခုနာကသူ့အကိုတွေနဲ့ရှင်လိုက်တဲ့အခါမှာဒါဝိရဲ့ဘက်မှာဘသူရှိလဲဆိုတော့ထာဝရဘုရားတခင်ရှိတယ်ဆိုတာကိုတွေ့ရတယ်။အဲကြောင့်မို့ဒီမှာရှိတဲ့ညီကောင်မတွေကိုပြောပြချင်တဲ့အရာလေးတခုကျွန်တော်ခရစ်တော်ကိုကယ်တင်ရှင်နေနဲ့လက်ခံရမယ်မှန်တယ်ဒါပေမဲ့ကျွန်တော်တို့ ဘယင်အနေနဲ့လက်ခံပြီးတော့ခရစ်တော်ရဲ့နှုတ်ကပတ်တော်တမန်တော်ကချမှတ်ထားတဲ့စီမီစီကဥပဒေအတိုင်းကျွန်တော်တို့နှုတ်ကပတ်တော်အတိုင်းမိမိရဲ့အတ္တတာပြင်ဆင်မယ်ပြုတ်ပြင်မယ်ဆိုရင်ထာဝရဘုရားလို့ပြောတဲ့ထိုးတခင်ဟာကျွန်တော်တို့နဲ့အတူရှိယုံတာမကဘဲနဲ့ကျွန်တော်တို့ရဲ့ဘက်မှာရှိမဲ့ဘုရားဖြစ်တယ်ဆိုတာကိုဒီမှာရှိတဲ့ညီကမာမတွေကိုသိစေခြင်း။ထာဝရဘုရားကျွန်တော်နဲ့အတူရှိယုံလောက်နဲ့ကျွန်တော်တို့မတင်းတိမ်နဲ့ ကျွန်တို့သာဝရဘုရားဒီငါဘ၌နေတော်မူ၏ဆိုတဲ့အတ္တတာမျိုးနဲ့ကျွန်တော်တို့ဒီလမ်းလျှောက်ပြင်ဆင်နှလုံးသွင်းဖို့ရန်အတွက်လည်းဒီမှာရှိတဲ့ညီအစ်ကိုမတော်မတွေကိုပြောပြချင်တာဖြစ်တယ်။ဒါကြောင့်မလို့ဒီနေ့တိတွားစီခြင်းနဲ့အရာလေးကျွန်တော်တို့ကဲတင်ရှင်အဖြစ်ကျွန်တော်တို့ယုံကြည်လက်ခံထားပြီးရင်ကျွန်တော်တို့ဘယင်အဖြစ်နဲ့ကျွန်တော်တို့လက်ခံဖို့ရန်အတွက်လည်းလိုအပ်တယ်။အဲဒီတော့ကြောင့်မလို့ကျွန်တော်တို့မနှက်ပြေမှာ မလေးရှားမှာရှိတဲ့အဂျိုဟိုးမှာရှိတဲ့ဂျိုဟိုးဘရင်နဲ့ကျွန်တော်တို့သွားတွေ့ရမယ်ဆိုရင်ကျွန်တော်တို့ရဲ့အသက်တာတွေဒီတိုင်းပဲကျွန်တော်တို့သွားမလားမနဲ့အိယာမထမျက်နှာမတည့်ဘာမှဝစ်စားမလဲပဲနဲ့သွားမလားဘရင်နဲ့တွေ့ဖို့အရာဖြစ်တဲ့ကြောင့်မလို့ကြိုတင်ပြင်ဆင်ပြီးတော့အဝစ်စားမှစာကြိုတင်ပြင်ဆင်ပြီးတော့ကျွန်တော်တို့သွားမလားလို့မေးရင်အားလုံးကတော့အရာရာကိုတောင်းဆိုနေအောင် ြောမဲ့စကားလှုပ်ရမဲ့အလုပ်ဝိရမဲ့အဝိစားကမှစယေဟောဝရင်နဲ့တွေ့ဖို့ဆိုရင်အားလုံးကပြင်ဆင်ပြီးတော့သွားလိမ့်မယ်ဒီနေ့တင်ကိုးွယ်နေတဲ့ဖရာသခင်ဟာယေဟောဝရင်ထက်မြင့်မြတ်တန့်ရှင်းတဲ့ထာဝရဘုရင်ဖြစ်တယ်ဆိုတာကိုနှလုံးသွင်းပြီးတော့မိမိတို့ရဲ့အတ္တတဲမှာခရစ်တော်ကိုထာဝရဘုရင်ဖြစ်လက်ခံပြီးတော့ကျွန်တော်တို့အတ္တတာကိုကိုရောရဲ့အလိုတော်တိုင်း ပုံတွင်းရှောက်လန်းနိုင်တဲ့ညီကောင်မတို့တူတယောက်ချင်းစီတိုင်းဖြစ်ဖို့ရတဲ့ဒီနေ့ဒီနှုတ်ကပတ်တော်နဲ့ပဲအနေငယ်ဝင်ငှချင်းနဲ့ခေါင်းအပီးချင်းနဲ့တိုက်တွန်းချင်းနဲ့အယောက်ချင်းစီတိုင်းပုံမှာဖျက်တခင်ကောင်းကြီးပေးပါစေ